အခုကျွန်တော်စီးပွားရေးသင်တန်းနေပေးတဲ့အခါမှာ တချို့သောလုပ်ငန်းရှင်တွေကကျွန်တော်ကိုပြောကြတယ်။ဟာဆရာကြီးကျွန်တော်ရဲ့လုပ်ငန်းတိတိလေးတော့ဝန်ထမ်း9ယောက်ပဲရှိတာ။ကျွန်တော်အပါဝင်မှဝန်ထမ်း10ယောက်ပဲရှိတာ။ကျွန်တော်လုပ်ငန်းကြီးကအကြီးဖြစ်လာနိုင်ရဲ့လားဆိုပြီးတော့မှ မေးကြပါတယ်။အဲ့တော့ကျွန်တော်ဖြေနိုင်တဲ့အဖြေကတော့ yes ပါ။အားလုံးသိတဲ့အတိုင်းပဲ။ အဲ့တော့ဒါကတော့ Amazon ဆိုလို့ရှိရင်လည်းလုပ်ငန်းတိတိလေးရဆခဲ့တာပဲ Starbucks ဆိုလို့ရှိရင်လည်းလုပ်ငန်းတိတိလေးရဆခဲ့တာဒါပေမဲ့ဘာဖြစ်လဲဆိုတော့တဖြည်းဖြည်းနဲ့ကြီးလောင်လုပ်ခဲ့ကြရတာပဲကြီးလာကြတာပဲအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့တို့ရဲ့လုပ်ငန်းရှင်တွေကကိုကလုပ်ငန်းတိတိလေးတစ်ခုပိုင်ဆိုင်ထားတယ်ဆိုလို့ရှိရင်တော့လုပ်ငန်းကြီးဖြစ်လာအောင်ဒီအဆင့်၃ဆင့်ကိုဖြတ်ကျော်ချိန်စားမှာ3 steps ပဲ step 1ကတော့ကျွန်တော်ဗာလဲဆိုတော့ shine one product ကိုရဲ့ထုတ်ကုန်နေတဲ့ကတခုသောထုတ်ကုန်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ကြည့်စမ်းပါ ကိုယ့်ရဲ့တခုတည်းသောထုတ်ကုန်เนาะအဲ့ဒီထုတ်ကုန်ပေါ်ကျွန်တော်အာယုံစိုက်ပြတော်မှာစ조사ကြည့်စမ်းပါအဲကျွန်တော်တို့ဗာလဲဒီ Bruce Lee ပြောမှုတဲ့စကားတခုရှိပါတယ်တိုင်းခွက်တစ်ခွက်ကိုအကျဉ်တထောင်လေးကျင်တာကเนาะတိုင်းခွက်တထောင်ကိုတကျဉ်စီလေးကျင်တာအစပေါင်းများစွာပို့ပြီးတော့မှเนาะထိရောက်တယ်ဆိုပြီးတော့မှပြောပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကို့မှာရှိတဲ့ထုတ်ကုန်တစ်ခုကို အကောင်းဆုံးစ조사ကြည့်ကြမှာဒီထုတ်ကုန်အကောင်းဆုံး try ကြည့်လူတွေကြိုက်အောင်လုပ်ကြည့်ထက်ခါထက်ခါစ조사ကြည့်ဒါဒီကျွန်တော်တို့က shine one product ဒုတိယအဆင့်ကဘာလို့မှာလဲဆိုတော့တရက်တရက်ကိုကိုယ့်ရဲ့ထုတ်ကုန်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းကို1%ပိုကောင်းအောင်လုပ်1%ပဲเนาะတရားခိုင်တော့နေ့အတိုင်းပိုကောင်းအောင်လုပ်တနေ့ကနေ3နှစ်အတွင်းမှာ 10x ဖြစ်သွားလိမ့်မယ်စေစားထင်အောင်ကျွန်တော်ပိုကောင်းဝါလိမ့်မယ်အဆင့်3ကတော့ကျွန်တော်တို့ market like a lion ကိုကဈေးကွက်ထဲမှာရှင်သေးတကောင်လို့ကိုအမဲလိုက်နိုင်အောင်စူးစားเนาะရှင်သေးတကောင်လို့ပဲเนาะအဲ့တော့ဘယ်နေရာမှာဘယ်ဈေးကွက်ကိုဝင်ပြီးတော့မှကြိုက်ရမလဲခဲရမလဲဝင်ပြီးတော့မှတိုက်ခိုက်ရမလဲဆိုတာကိုကျွန်တော်တို့ကစဉ်းစားရအောင်ရှာပြောချင်တာကကျွန်တော်တို့လုပ်ငန်းရှင်တယောက်အနေနဲ့ကိုယ့်ရဲ့ဘဝနေတိုင်းနေတိုင်းမှုမှာကျွန်တော်တို့ခေါ်တော့ intentionally နေတာနေရာတိုင်းဟာကိုယ့်အတွက်ဈေးကွက်ပဲတွေးတဲ့သူတိုင်းကကိုယ့်ရဲ့ customer ပဲဆိုတဲ့ခံယူချက်နဲ့နေ ခြင်သေးတကောင်လိုပဲအဲ့ဒီအစ်စ်သုံးစင်းကိုဒါကျွန်တော်လုပ်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကမကြခင်မှာလုပ်ငန်းကြီးတစ်ခုဖြစ်လာလိမ့်မယ် big business ဖြစ်လာလိမ့်မယ် small business to big business ဖြစ်လာလိမ့်မယ်အဲ့ဒီအစ်စ်သုံးစင်းမဖြစ်မနေစူးစမ်းကြည့်စမ်းပါနော်စူးစမ်းကြည့်စမ်းပါဒီကြောင်းနေကနေပြီးတော့မှ activity ကြီးနေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေကိုကြိုးရဆုံနေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုယ်တော့ပါရလိုက်တဲ့ဆိုတော့ comment မှာချက်တော့ရေးလို့ရရေးပေးပါဦး။ဒီ video ဆုံးထောင်ကြည့်ပြတော့လေကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။မိင်္ဂလာရှိတော်နေလို့ဖြစ်ပါစေ။